ီနေ့မှာတော့အတွင်သားနုနုအပြင်ခွန်ကျွရပြီးတော့စားလို့အရန်ကောင်းတဲ့ကစုံအုံးမော့လို့ချုပ်လည်းပြုလုပ်နေလေးကိုလာပြရပြရစီပါတယ် ကစုံဦးမော်လကြောင့်ပြုလုပ်ရန်အတွက်ဖြူဟာကစုံဦးအသေးလေး၉လုံးကိုတုံထားပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်တော့တရောင်က၃လုံးပေါ့နော်စုစုပေါင်းဖြူဟာ၃ရောင်လောက်ထားတာဖြစ်ပါတယ်အရင်ဦးဆုံးဖြူတို့ဒီရေဆဲသက်တင်ထားတဲ့ကစုံဦးလေမုံရောင်လေးကိုအထုံပွားနေထားလေးတွေလှိထားပေးလိုက်ပါမယ်နော်ကြဖြူတို့အောင်လုံးကိုလှိလို့ပြီးပြီဆိုလို့ရှိရင်တော့ဖြူတို့သူ့ကိုပေါင်းမခွက်လေးထဲကိုထည့်မယ်ပြီးလို့ရှိရင်တော့ပပတ်ဆူတဲ့ရင်တွေအိုးပေါ်မှာ၁၅မိနစ်လောက်ပေါင်းထားပေးလိုက်ပါမယ်နော် ဖြိုက3ရောင်လောက်တော့နည်းနည်းလေးတော့အလုတ်လျှော့သွားတယ်ပေါ့နော်ဒီနေရာမှာတယောက်နဲ့လောက်ရင်တော့ပို့ပြီးတော့လွယ်ကူတယ်ပေါ့နော်ပို့လဲမျက်စမ်းပါတယ်ရှင်ဖြိုးပေါင်းသွားလိုက်တာကစုံဦးကလည်းနူးနေပြီဆိုလို့ရှိရင်တော့သူ့ကိုပကံလုံးလေးထဲဟုတ်ပေါ့နော်ခွဲထည့်ပေးထားလိုက်ပါမယ်ပြီးရင်တော့ဒီတယောက်မှာဖြိုးကတကြားထမင်းစားစုံနဲ့သုံးစူးစာနဲ့စားအနှဲငယ်ကိုထည့်ပြီးတော့ညက်သွားတဲ့အထိခြေထားပေးလိုက်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်တော့အချိုးစားကိုကြတော့ဖြိုးကဒီသုံးပကံလုံးစာကိုပေါ့နော်ဒီတကြားထမင်းစားစုံနဲ့သုံးစူးစာလောက်ပဲထည့်ထားတာဖြစ်ပါတယ် ြီးเนาะဒီတိုင်လေးပေါ့เนาะဒီ၃ရောင်စလုံးကိုခြေထားပြလိုက်ပါတယ်ရှင်။ဖြိုးလို့ခြေသွားလိုက်တာဒီခရိုင်ရောင်လေးရလည်းညက်နေပြီဆိုလို့ရှိရင်เนาะလေမုံရောင်လေးကိုလည်းခဏကတိုက်ပဲခြေသွားပြလိုက်ပါမယ်เนาะ။ကဲအားလုံးကိုလည်းခြေလို့ပြပြီဆိုလို့ရှိရင်เนาะဖြိုးတို့တဲကိုပီလောပိနတ်ကောမောမေစာဆုံးနဲ့လေဆုံးစာလောက်ကိုထည့်ပြီးတော့တမတော်အောင်နေထားပေးလိုက်ပါမယ်နော်။ ပြီးရင်တော့ဖြူတို့အုံတို့ကိုနည်းနည်းချင်းစီထည့်ပြီးတော့နဲ့သွားပေးလိုက်ပါမယ်နော်အုံတို့ကိုကြတော့ဖြူတို့ရေနေရာမှာသုံးလာဖြစ်ပါတယ်အများကြီးမဟုတ်ပါတော့ထမင်းစားစွန်းနဲ့နှစ်စွန်းသုံးစွန်းစာလောက်ပဲထည့်ပေးရမှာဖြစ်ပါတယ်ရှင်ဖြူတို့အုံတို့လေထက်သွားပြီလို့ရှိရင်တော့နေသွားပြီးလိုက်မှာပေါ့နော်အားလုံးလည်းနှက်ပြီးတော့တသားလည်းဖြစ်ပြီဆိုလို့ရှိရင်တော့ရပါပြီနော် ကဲဒီနေ့ဟာလဲဆိုလို့ရှိရင်တော့ဖြူတို့ရဲ့ကစုံအုံမုံနှစ်လေးရတော့လုံလို့ရနေပြီပေါ့နော်လုံဝအသားလေးရလဲချောနေပါပြီအရင်ဦးဆုံးဖြူကဒီခရိုင်ရောင်လေးကိုပေါ့နော်အခုလိုမျိုးလေးအလုံးလေးတွေလုံထားပေးလိုက်ပါတယ်ဒီနေ့မှာအလုံးကြီးသေးဖို့တော့ကိုစိတ်ကြိုက်လုံပေးနိုင်ပါတယ်နော်တကယ်လို့အလုံးလေးရပိုကြီးတယ်ဆိုလို့ရှိရင်တော့ဖြူတို့ကြော်တဲ့အချိန်မှာတော့နည်းနည်းလေးပို့ပြီးတော့အချိန်ယူပြီးတော့ကြော်ပေးရမှာဖြစ်ပါတယ်နော်แกคุโซโลရှင်เนาะဖြူတို့လုံသွားပေးလိုက်တာအားလုံးလည်းလုံလုံပြီးပါပြီ အားလုံးလည်းလုံလုံပြပြဆိုလို့ရှိရင်တော့ဖြိုးတို့စကြော်ပေးရန်အတွက်အရင်ဦးဆုံးစီကိုပူအောင်တက်လိုက်မယ်စီလေးပူလာပြီဆိုလို့ရှိရင်တော့ဒီမုတ်လုံးလေးတွေကိုထည့်ပြီးတော့ကြော်ထားပေးလိုက်ပါမယ်နော်မိခဲအေးလေးနဲ့ပဲကြော်သွားပေးရမှာဖြစ်ပါတယ်မဟုတ်ရင်မုတ်ကဖြိုးတို့ချက်သွားတဲ့အချိန်မှာပေါ့နော်ပျော့သွားတာတို့ပိန်လာတို့ဖြစ်တာမြန်တယ်ပေါ့နော်တကယ်လို့ဖြိုးတို့မိရဲ့အေးလေးနဲ့ပဲခုလိုမျိုးလေးလုံးဝချက်သွားတဲ့အထိကြော်သွားပေးလို့ရှိရင်တော့တော်တော်တန်အောင်လည်းမပျော့ဘူးပေါ့နော်မုတ်က ဖြိုးကတော့မိုးရဲ့အယောင်လေးတွေနည်းနည်းလေးရင့်လာတဲ့အထိကြော်သွားပေးလိုက်ပါတယ်။ကြော်တဲ့အချိန်မှာလည်းမီးအေးလေးနဲ့ပေါ့နော်ခုလိုမျိုးလေးအပြန်လှန်လေးလှုပ်ပြီးတော့ကြော်သွားပေးလိုက်တယ်။မိုးလေးကအယောင်လေးပြောင်းပြီးတော့နည်းနည်းလေးကျွတ်လာပြီးဆုံးမှဒီမိုးကိုစီမုံအောင်ရအောင်ပေါ့နော်မီးအလဲနဲ့နေထားဖို့ချိန်ပြီးတော့ကြော်သွားပေးလိုက်ပါရှင်။ခုလိုမျိုးလေးကြော်ပေးရခြင်းကမုတ်ကတော်အောင်တော်အောင်နဲ့လည်းမပြော့ဘူးတော်တော်အောင်နဲ့လည်းပိန်တော်အောင်ပေါ့နော် ကက်တင်နေဟာဆိုလို့ရှိရင်တော့ဖြူတို့ရဲ့ကစုံမုတ်လုံးလေးရတော့ချက်ပါပြီ။ရောင်လေးတွေကလည်းစားချင်းစရာလေးပေါ့နော်။ချက်ပြီဆိုလို့ရှိရင်တော့သူ့ကိုဆဲထုတ်မယ်။ပြီးရင်တော့စစ်စစ်ပြီးလို့ရှိရင်တော့သုံးဆောင်နိုင်ပါပြီရှင်။ကြည့်ပါဦး။အခုဆိုလို့ရှိရင်တော့ကျွရပြီးတော့အရန်စားလို့ကောင်းတဲ့ဖြူတို့ရဲ့ကစုံမုတ်လုံးကြော်လေးရတော့စားဖို့ဆက်သဖြစ်နေပါပြီရှင်။စားလို့လည်းအရန်ကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အစီအပြေမလုံးဖြန်နေပါရဲ့ရှင်။ကက်တင်ရဲ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲနော်။ဒါဆိုဖြူရဲ့ဗီဒီယိုတစ်တင်မှပြန်ဆိုကြမယ်နော်။ Hello, bye.